ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမဟန်သူတော်ရေးသားထားတဲ့ခြုံဘဝလေးတစ်ထည်ဆိုတဲ့ဝိထုတော်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။ခြုံဘဝလေးတစ်ထည်။အေရှိကနေလူခေါ်ခေါင်းလောင်းတန်ကအဆက်မပြတ်ထွက်ပေါ်လာသည်နှင့်မိဘဆောင်ခန်းထဲကနေခေါင်းထွက်ပြီးကျမလှမ်းကြည့်လိုက်မိသည်။အင်းရှိအေကန်းထဲမှာတော့ကျမ၏အင်ကြီးရှင်အငိမ့်စားပါမောက်ခဆရာမကြီးဒေါ်လာလာနှင့် သူဤအချစ်တော်တယ်ရီယာခွေးထီးလေးဂျေဂီတို့သာရှိနေကြသည်ဆ iam ာကြီးကဧကန်းတွင်စိတ်အေးလက်အေးထိုင်နေရင်းဖြင့်ကော်ဖီတောင်းနေသည် အခန်းတက္ကမကြီးရှိရာစီတို့ဆ iam ာကြီးတစ်ချက်လှမ်းကြည့်လိုက်သည်ဧကန်းစပွဲအောင်မှဝင်နေသော ခွေးကလေးဂျေဂီက တက္ကမကြီးရှိရာစီတို့အပြေးသွားလိုက်သည်အိမ်တို့အလဲရောက်နေသောဧည့်သည်အချင်းလေးကိုဂျေဂီက ရှေ့တော်ပြေးအကဲခတ်သည် တကယ်၍ကြားကနေပြီးအပြေးမှရောက်လာသည့်ဧည့်သည်မျိုးစားကိုသိနိုင်ရန် ဂျက်ကီကသူ့နှာခေါင်းကိုအသုံးပြုပြီးဒကမာကြီး၏နေရာအနှံ့ကိုအမီးတရံရံဖြင့်နမ်းကြည့်နေလေသည်တမီနေခံကြတော့ဂျက်ကီကအဆက်မပြတ်မယံမနာဟောင်းနေတော့သည်ဟုတ်ဟုတ်ဂျက်ကီဟောင်းတန်ကတိုက်ခန်းတစ်ခုလုံးကိုစိုးမိုးထားသည်ဂျက်ကီအဆက်မပြတ်ဟောင်းတန်ကိုကြတော့ဆရာမကြီးလည်းအေကန်းမှာထိုင်မနေတော့ပေအေကန်းဤညာဘက်ခန်းရှိသူ၏အိတ်ခန်းထဲသို့တောက်လက်စကော်ဖီခွက်ကိုကင်ကားပြေးဝင်သွားသည် ခဏလောက်ကြာတော့ဆီယမာကြီးသည်ငပြောညွန့်ရောင်းဇာဘဝတည်းကိုလက်ကနေကင်လာသည်ဆီယမာကြီးကတွားရင်လာရင်ဖြင့်ငပြောညွန့်ရောင်းဇာဘဝတည်းကိုသူ၏ပခုံးထက်သို့ခက်မြန်းမြန်းခြုံလိုက်သည်ဒီကနေ့တွင်ဆီယမာကြီးကငပြောညွန့်ရောင်းဇာဘဝနှင့်လိုက်ဖက်သောအဝါနုနုမန္တလေးဒူနာကျိတ်ကိုဖောက်စာရင်စိလက်ရှိအင်ဂျီနှင့်တွဲဖက်ခါဝစ်ဆင်ထားသည်အဝါနုနုအယောင်သည်ဆီယမာကြီး၏အဝါယောင်ဖန့်ဖန့်ရှိသောအသားရည်ကိုပိုပြီးညင်ညောစေသည် လက်ရှိအသက်ထက်ပိုပြီးနှုတ်ပြူစေသည်ဇာဘဝကိုပခုံးထက်မှခြုံပြီးသည်နှင့် ထမိန်ကိုချင်းမျက်စိဖုံးအောင်ပြန်ပြီးဝင်လိုက်သည် ထမိန်နားစောင်းအောက်ဝင်နေသောအင်ဂျီနားစောင်းကိုခါအပြင်ဘက်သို့ထုတ်ပြီးဝင်လိုက်သည်နယံ၌ချိတ်ဆွဲထားသောကိုလုံးပေါ်မှန်ကို ကြည့်ရင်းဖြင့် သူ၏ခန္ဓာကိုယ်ကိုဗေညာလှည့်ပြီးအဝိဇ္ဇာဝိစင်ထားခြင်းဒေတမှုရှိရှိကို စစ်ဆေးကြည့်သည် ထို့ပြင်စတုံးမှာစိုက်ထားသောစတိုးလေးကိုလည်းနေရာရွှေ့ပြီးပြန်စိုက်လိုက်သည် ပြီးမှတကားဖွင့်ပြီးရန်အတွက်တကားနာသူဆီယမာကြီးကခတ်သွဲ့သွဲ့သွားလိုက်သည်လူကောကောင်းလောင်းတန်ကနောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်ဂျက်ကီကလည်းဟောင်တန်မယက်မယက်မနာပဲအဆက်မပြတ်ဟောင်မြဲတိုင်းဟောင်နေသည်ဆီယမာကြီးကတကားကိုကြပြာကြရာဖွင့်ပြီးရင်ဖြင့်တားလေးဂျက်ကီဧည့်သည်ကိုမဟောင်ရဘူးလေကိုနေရာကိုအေးအေးဆေးဆေးသွားနေဆီယမာကြီးစကားဆုံးသည့်နှင့်ဂျက်ကီကမဟောင်တော့ပဲ ်အေကန်းစပွဲအောင်ကိုသွားပြီးအိမ်နေတော့သည်ထို့နောက်ဧည့်သည်နှစ်ယောက်လည်းအိမ်ထဲသို့ဝင်လာပြီးအေကန်းထဲ၌ဝင်ထိုင်လိုက်ကြသည်ဧည့်သည်တို့ကစပွဲအောင်မှအိမ်နေသောဂျက်ကီအခြေအနေကိုမတိမသားအကဲခံနေသည်ဧည့်သည်နှစ်ယောက်စလုံးကအရက်ရှိရှိထောင်းထောင်းမောင်းမောင်းအသက်အရွယ်အပြင်အသက်50နီးပါးလောက်ရှိမည်ဟုကျမခံမှန်းမိသည်ဧည့်သည်တို့ရဲ့လက်ထဲမှာတော့ငွေပလားတစ်လုံးကိုဂိုင်ထားသည် ။နောက်ဧည့်သည်တဦးကတော့ဗလာဆောင်တုံးနဲ့ဘောပင်တစ်ချောင်းကင်ထားသည်ကိုကျမတွေးလိုက်ရသည်။ຫນွေမကြီးအဝိစားလဲတာမပြီးသေးဘူးလား၏ကြာလိုက်တာဟဲ့။တကယ်တည်းမှာပဲညီလုံးပုံနဲ့တော့ငါတော့အစည်းဝေးနောက်ကြပါပြီ။အရေးကြောင်းဆိုပြင်လို့ဆင်လို့ဖီးလို့နှိမ်လို့ကိုမပြီးနိုင်ဘူး။အိမ်ပေါ်ဖြစ်နေလို့သာပေါ့။ငါလိုအငိမ့်စားပါမောက်ခတာဆိုရင်ဘလောက်ထိပြင်လိုက်ဆင်လိုက်မလဲမသိဘူး။ဧကန်တဲ့ကနေညင်ညူပြီးပြောလိုက်တော့ဆီယမာကြီးစကားတန်ကိုကြားရတော့ကျမအံ့အားသင့်မိသည် စိုးစိုးကပဲဒီနေ့ဘဲမှသွားစရာမရှိဟုဆရာမကြီးကကျမကိုတည်တည်ချာချာပြောထားသည်လို့ဆရာရှိသည့်အိမ်တွင်အလုံများကိုလည်းစာရွက်တွေမှရေးထားပြီးအလုံးနှင့်လက်မပြတ်အောင်တစ်ခုပြီးတစ်ခုတန်းစီ၍လှုပ်ခိုင်းထားသည်အိတ်ချင်ရောက်မှသာကျမအလုံနားရသည်ဆရာမကြီးတိုက်ခန်းကကွန်ဒိုတိုက်ခန်းဖြစ်သဖြင့်ဧကန်နှင့်မိဟူဆောင်ကအခန်းချင်းကပ်နေပြီးနံရံတစ်ခုသာချထားသည်ဧကန်ညာဘက်မှာတော့ဖျားကန် ဆ ्याम ကြီးအိခန်းနဲ့ကျမကြီးအိခန်းတို့ကတဆက်တည်းတည်ရှိနေသည်အိခန်းကနေဘာပြောပြောမိဘဆောင်အခန်းထဲကနေအတိုင်းသားကြားနေရသည်ကျမလည်းမိဘဆောင်အခန်းထဲကနေအိခန်းစီတို့ပြေးထွက်လာခဲ့သည်ဆ ्याम ကြီးအချိန်လေးကိုမျက်တောင်တစ်ချက်မခတ်ဘဲကျမကြည့်နေမိသည်ဆ ्याम ကြီးကလက်ပတ်နာရီကိုခဏခဏငုံကြည့်ရင်းဖြင့်ဟဲ့နွေးမငါ့ကိုဘာငင်းနေတာလဲအခန်းထဲကဆေးချင်းောင်းလို့လက်ဆွဲလို့ယူခဲ့လေ နေလုံးပုံနဲ့တော့ဒီနေ့တော့အစည်းအဝေးကိုရောက်ပါတော့မလားငါနောက်ကြတော့မယ်ယူစရာရှိတာမြင်မြန်ယူခဲ့ကျမလည်းအေကန်းမှာရက်မနေတော့ပဲဆီယမကြီးအိတ်ခမ်းထဲသို့အမြန်အပြေးဝင်သွားလိုက်သည်ဆီယမကြီးကအစည်းအဝေးရှိလို့လားကျွန်တော်တို့ကရက်ွက်ဓမယုံအသစ်ဆောက်ဖို့ဆီယမကြီးစီကိုအလှူလာခမ်းတာပါအစည်းအဝေးသွားစရာရှိတယ်ဆိုရင်လည်းသွားပါ။နောက်နေမှာပဲတစ်ခါထပ်ပြီးအလှလာခံတော့မယ်။ဟုတ်ပါရဲ့အားနာလိုက်တာရှင်။ကျမလည်းအစည်းအဝေးကအရေးကြီးနေလို့ပါ။ နောက်လေးကျရင်ဆက်ဆက်လာပြအောင်လာခဲ့ပါနော်။ကျမအလှူငွေထည့်ပါမယ်။ချူတာတော့ဆီယမကြီးစကားတန်းကိုအိတ်ခဲထဲကနေကြားနေရသည်။ကျမလည်းဆီယမကြီးအိယာဘေးကဆေးချင်းတော်နှင့်လက်ကန်အိတ်တို့ကိုယူပြီးအဲကန်းထဲသို့ပြန်ပြီးထွက်လာခဲ့မိသည်။ကျမအဲကန်းထဲရောက်တော့ဧည့်သည်တွေကပြန်သွားကြပြီ။ဆီယမကြီးအစည်းအဝေးသွားခြင်းသွားလို့ရပါပြီ။နောက်ထပ်ဘာတွေယူခဲ့ဖို့ကြံသေးလဲ။ပဲစည်းဝေးမှာသွားစရာမရှိဘူးအဲ့ဒီဆေးချင်းနဲ့လက်ကင်ကိုသူ့နေရာသူပြန်ထားလိုက်တော့ တကယ်တည်းမှာပဲလူခဲခန့်ညံ့လိုက်တာလူခံလာတာမလူချင်းတို့တမင်စကားလွှဲပြောတာကိုအဟုတ်မှန်မနေနဲ့တားလီလောက်ကိုလူခဲခန့်မတက်ပါလားနွေမရေဆီယမကြီးကကျမကိုမျက်မှောင်ကုတ်ပြီးကြီးကလေးတန်းမာမာဖြင့်ပြောသည်ကျမလည်းဆီယမကြီးခိုင်းသည့်အတိုင်းပဲဆေးချင်းနှောင်းနဲ့လက်ကင်အိတ်တို့ကိုအိတ်ခန်းထဲကမူလနေရာကိုပြန်ပြီးထားလိုက်သည်ပြီးတော့ကျမလည်းမိဘဆောင်ထဲမှာအိုးတိုက်ပကန်းဆေးအလုပ်ကိုသာဆက်လုပ်နေလိုက်သည်15မိနစ်လောက်ကြာတော့ လူခေါ်ခေါင်းလောင်းကနောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာသည်ဒီတစ်ခါမှာတော့ကျမလည်းလုံလဆာအလုပ်ကိုထားခဲ့ပြီးဆ iam ကြီးအိတ်ခမ်းထဲကူသာပြေးဝင်လာခဲ့သည်စပွဲပေါ်မှာရှိနေသောဆေးချင်းနှောင်းနှင့်လက်ကင်အိတ်တို့ကူသာယူခဲ့ပြီးအဲကမ်းမှာအသည့်အနေထားဖြင့်နေရာယူလိုက်သည်လူခေါ်ခေါင်းလိုင်းတိုင်းကြတော့ခွေးကလေးဂျက်ကြီးကအိန္ဒိယကနေခေါင်းထောင်ကြည့်ပြီးချက်ချင်းဆိုသလိုဂမာကြီးစီကိုအပြေးသွားလိုက်သည်ဒီတခါတော့ဂျက်ကြီးကတစ်ချက်ကလေးမှမဟောင်းတော့ အမိတရရန်နှင့်ပျော်ရွှင်တက်ကြွနေသည်ဆီယမာကြီးလည်းထိုင်းနေရာကနေအ мян ထသွားပြီးတကားဖွင့်ပေးလိုက်သည်အင်္ဂန်းထဲကိုလက်ဆောင်ချင်းကိုစီဆွဲလာသောအမျိုးသားတယောက်နှင့်အမျိုးသမီးတယောက်ဝင်လာသည်လက်ဆောင်ချင်းတစ်ချင်းကဆီယမာကြီးကိုပြုံးပြကြသည်ဆီယမာကြီးမျက်နှာပြင်ထက်တွင်လည်းပြားရည်များမှောက်ကြထား၏အော်တန်းတန်းနဲ့မောင်ဆိုးထိုက်တို့ပါလားဆီယမာကြီးစီကိုလာမယ်ဆိုရင် ဖုန်းလေးပါလေးတော့ကြိုမဆက်ကြဘူး ဆီယမာကြီးကနေပြည်တော်နှင့်ဧည့်သည်အုပ်ကိုခရီးဥကြိုပြုသည်ဧည့်သည်အုပ်ကလည်းဆီယမာကြီး၏တပည့်တပန်းများဖြစ်ပုံရသည်ဆီယမာကြီးကိုတွေ့သည်နှင့်လက်အုပ်ကလေးချီပြီးဂါရဝပြုကြသည်သမီးတို့ကလည်းဆီယမာကြီးစီကိုဖုံးဆက်ဖို့မိသွားတယ်ဆီယမာကြီးကျမ်းမာရင်မကောင်းဘူးလို့တငယ်ချင်းတွေက ပြောတန်ကြလို့စိုးထိုင်းတဲ့တိုင်ပင်ပြီးတော့လာကြတော့တာပဝါနဲ့ဆိုတော့ဆီယမာကြီးကအပြင်းသွားစရာရှိလို့လား ။ဧည့်သည်မျိုးသမီးကပြောတော့ဆရာမကြီးကကျမဘက်ကိုလှည့်ပြီးမျက်လုံးကြည့်ပြသည်။ပြီးမှဧည့်သည်လူကိုကြည့်ပြီးဆရာမကြီးကအားရပါးရပြုံးပြတော်သည်။အခုမှအစည်းအဝေးတစ်ခုကနေပြန်လာတာလေ။သမီးတို့နဲ့ဆိုရှင်းစင်နောက်ဆင်ဆိုပါတော့။ဆရာမကြီးမှလည်းလူမှုရေးအသင်းပေါင်းစုံမှနာယကတို့ဥက္ကဋ္ဌတို့လုပ်နေရတော့ခဏခဏအစည်းအဝေးကတွားရတဲ့သမီးရဲ့ကျမကြီးမကောင်းနေကြကနေကိုနိုင်ငံကိုလူမျိုးတွေဆိုပြီးအာတင်းသွားနေရတယ် ပင်စင်ယူကလေးကအခုချိန်ထိတရက်အမှောက်ကိုအေးအေးလူလူမနာရသေးပါဘူး၏။ဆ ्याम ာကြီးကသူ့အလုံးများနေချောင်းကိုရေတံနှုံးပြီးပြောသည်။ဆ ्याम ာကြီး၏မူသားချူချူကိုကြားတော့ကျမတယောက်တည်းပြုံးမိသည်။စိတ်ထဲမှာရှိသည့်အတိုင်းသာဆို ကျမအတန်ထွက်ပြီးဟားတိုက်၍ရဲလိုက်ခြင်းသည်။ကျမပြုံးစစ်စစ်ဖြစ်သွားသည်ကိုဆ ्याम ာကြီးရိတ်မိသွားသည်။ဟဲ့နွေမဘာရက်လုံးနေတာလဲ။စီချင်းောင်းနဲ့လက်ကင်အိတ်ကိုငါခန်းထဲကိုတွားထားကြည့်လေ။ပြီးရင်မိုင်းလုံးတစ်ခွက်ဖြော်ခဲ့ ရေခဲတရားထဲမှာထည့်ထားတဲ့ဂျီရိုနတ်ရဲ့မန္တလေးလာမုံရဲ့ထည့်ခဲ့။တွားမြင်မြင်လို့မကြစင်းနဲ့။တယောက်ထဲနေလို့သာအိမ်ပေါ်ခေါ်ထားရတယ်။အိမ်ပေါ်တွေကလည်းပညာမတတ်တော့အဆဆရာရာလိုက်ပြောနေရတယ်။လက်ကူမမြင်ကြဘူး။သူတို့ပြောရတာမောတယ်။ကိုကိုတိုင်းသာလုံလိုက်ချင်သေးတယ်။ဆရာမကြီးကသူဤတပည့်များရှိတွင်ကျမအကြောင်းကိုတနေ့တမျိုးမယိုးရအောင်ဒီကဖွင့်တော်သည်လက်ဆောင်ချင်းမျက်နာကလည်းကြီးလိုက်ပါပြီ။ ဆ ्याम ကြီးကတာမန်ဧည့်သည်လာလင်ကော်ဖီမစ်တထုပ်ကိုနှစ်ခွက်ခွဲပြီးဧည့်ခံတတ်သူဖြစ်သည်။ရာလန်းရာပေါက်ရှိမှသာ မိုင်းလိုကိုဖြော်ပြီးဧည့်ခံသည်။ကော်ဖီမစ်ကိုတယောက်တထုပ်ဖြော်ခဲ့ပါကကော်ဖီမစ်တထုပ်ဘူးကိုကျမဤလာစားတဲ့ကနေဖြတ်တောင်သည်။ထို့နောက်ကျမလည်းမိဘဆောင်တဲ့ကိုအမြန်ဝင်သွားသည်။ဧည့်သည်နှစ်ယောက်ရဲ့မိုင်းလိုနှစ်ခွက်နှင့်မုတ်တို့ကိုယူခဲ့ပြီးဧည့်သည်များရှိချပေးကမိဘဆောင်တဲ့သို့ပြန်လာခဲ့သည်။လုံးလဲစားအိုးတိုက်ပကံစီအလုပ်ကူသာဆက်လက်လုပ်ကင်နေမိသည်။ နွေမရေလာပါအောင်စပွဲပေါ်ကကော်ဖီကွက်တွေနဲ့မုံတွေကိုတင်းလှဲ့အောင်လှုပ်ဆရာရှိတာကိုနောက်မှဆက်လုပ်ဆရာမကြီးကအော်ဖော်မသာအေကန်းလေးကိုကျမပြန်လာသည်ထိုချိန်တွင်လူခေါ်ခေါင်းလောင်းတန်ကထွက်ပေါ်လာပြန်သည်လူခေါ်ခေါင်းလောင်းတန်ကိုကြားတော့ဂျက်ကြီးသည်ထုံးစံတိုင်းမင်းတကားပေါက်ကြီးကိုအပြေးသွားသည်အပြေးမှရောက်နေသည့်ဧည့်သည်ကိုခံမှန်းသည်ဂျက်ကြီးကတစ်ချက်မဟောင်းဘဲအမီးတရံရံနှင်ပြီး ဆီယမကြီးကကျမကိုလက်ဟန်ချီရန်ဖြင့်စပွဲပေါ်ကကော်ဖီခွက်များကိုအမြန်သိမ်းပြီးတကားကိုဖွင့်ပြရန်အတန်တိတ်ညွှန်ကြားသည်အနားမှာရှိနေသောဇာဘဝကိုဆီယမကြီးကပခုံးထက်ကိုခန့်မြန်မြန်လွှမ်းခြုံလိုက်သည်ကျမလည်းသိမ်းစရာရှိတာကိုအမြန်သိမ်းရသည်ပြီးမှတကားကိုဖွင့်ပေးသည်တကားဖွင့်ပေးလိုက်တော့ဆီယမ်မာကြီးမျက်နှာတစ်ချက်တိတိတသာပြက်သွားသည်ကိုကျမသတိပြုမိလိုက်သည်ဒီတကြိမ်အင်ကိုရောက်လာသူကကရောမီသူလည်းမဟုတ်ပေ ဆ iam မကြီးစီကိုမကြကနာရောက်လာပြီးပတ်စံချိတတ်သောဒေါ်တော်များဖြစ်နေ၏ဒေါ်တော်များကဆ iam မကြီးနှင့်ညီမတော်ဝန်ခွဲတော်ဆက်သူဖြစ်သည်ကျမလည်းတကားဖွင့်ပေးပြီးသည်နှင့်ဆ iam မကြီးအိတ်ခမ်းထဲကိုကျမပြေးရသည်ဆေးချင်းနှောင်းကိုယူလာပြီးဆ iam မကြီးအနားကိုချပေးလိုက်သည်ဆ iam မကြီးကဆေးချင်းနှောင်းထဲကရှူစည်းဘူးကိုထုတ်ပြီးအာရပါရရှူရှိုက်လိုက်သည်ဆ iam မကြီးကမျက်လုံးလေးကိုမှိတ်လိုက်ပြီးထိုင်ခုံနောက်ကျောကိုခေါင်းမှီထားလိုက်၏ မမလှဘာဖြစ်တာလဲနေမကောင်းဘူးလားဒေါ်တော်များကဆီယမကြီးအနာရှိထိုင်ကုန်မှဝင်ထိုင်ရင်မေးသည်ဆီယမကြီးကဒေါ်တော်များပဆန့်ချင်းမြည်ဆိုသဖြင့်ချက်ချင်းပင်နေမကောင်းခြင်းအောင်ဆောင်းလိုက်သည်ဆီယမကြီးအိုက်ဒင်တွေကိုကျမအလို့ရနေပြီမြတ်မြရောက်လာတာနဲ့အတော်ပဲမြတ်မြရဲ့နှွေးမနဲ့တယောက်တစ်ဖက်စီတွဲပြီးမမလှကိုအိတ်ကန်းနဲ့လိုက်ပူစမ်းပါ၏ခေါင်းထဲမှာတစ်ချိန်လုံးဖူးပြီးကြိုက်နေတယ်ထိုင်နေလို့ကိုမရဘူးခေါင်းထိုးတာနဲ့အစည်းဝေးသွားရမှာကိုမသွားနိုင်တော့ဘူး ဆရာမကြီးကညင်ညူပြီးပြောသည်ထိုခါတော်တော်များသည်လည်းကျမနှင့်အတူဆရာမကြီးကိုကူတွဲပြီးအိတ်ခမ်းထဲကို လိုက်ပို့ပေးသည်ဆရာမကြီးကတရုတ်ဆောင်ကောင်းသည်တကယ်ကိုလူမမာတယောက်ကဲ့သို့ပင်လမ်းလျှောက်တာကလည်းအလွန်နှေးကွေသည်ငွေမကြီးကော်ဖီတစ်ခွက်လောက်ဖြိုးပြီးမြတ်မြတ်ကိုအဲ့ခံလိုက်ပါအောင်၏ကော်ဖီခွက်အစ်စ်နဲ့ဖြုံတော့ကော်ဖီခွက်အဟောင်းနဲ့မဖြုံနဲ့ဆရာမကြီးကတတိယပြောလာတော့ကျမရေချင်မိသည် တကယ်တော့ coffee ကွက်အစ်စ်ဆိုတာကဆီယမကြီးနေကျမတို့နှစ်ယောက်သာတည်သောစကားဝဲတစ်ခုပဲ coffee မြေတစ်ထုပ်ကိုတဝဲခွဲပြီးဖြိုတိုက်ခိုင်းနေတာဖြစ်၏မြမရရဲ့ညီအလေးလာတာကိုအဲ့မခံနိုင်တာနားလဲပြီးပါ၏မမလာတကယ်နေမကောင်းလို့ပါဆီယမကြီးကပြောပြောဆိုဆိုအိယာပေါ်တို့ထဲချလိုက်သည်တော်တော်များနေကြမှာလဲဆီယမကြီးအိတ်ခန်းထဲကနေပြန်ထွက်လာခဲ့သည်ဆီယမကြီးပြောတော့ကော်ဖီကွက်အစ်စ်နှင့်ကော်ဖီဖြိုရန်အတွက်မိဘဆောင်တဲ့သို့ဝင်ခဲ့သည် ကော်ဖီမိတ်ကလည်းတထုံမြမတွေ့တော့သဖြင့်အသင်းရှိနေသောမိုင်းလိုကိုသာဖြော်ပြီးဧည့်ခံလိုက်သည်ဒေါ်တော်များကကျမနှင့်စကားပြောရင်းလက်ကန်အိတ်ထဲကပဆန်အိတ်ကိုအပြင်သို့ထုတ်၏ပဆန်အိတ်ထဲကတထောင်နံအထက်လိုက်ထုတ်ပြီးရည်တွက်၏မမလှနေမကောင်းလို့နားကျင်နေနားပါစေမမလှအိယာကနိုးလာရင်ဒီပဆန်၅တောင်းကိုပေးလိုက်အချင်းဆက်တာလို့လည်းပြောလိုက်အောင်နော်နှွေမသွားစရာကိစ္စလေးရှိလို့ပြန်လိုက်အောင်မယ်ဒေါ်တော်များကပဆန်ပြီးပြီးဒီနှစ်ချက်ချင်းပြန်သွားရှာသည် ။ဆီယမာကြီးဒီလဲအိယာတဲကနေထလာပြီးအဲကန်းကိုရောက်လာသည်။စပွဲပေါ်ကတထောင်နံထလိုက်ကိုဆီယမာကြီးမြင်လိုက်သည်နှင့်နှွေးမရီဒီပဆန်တွေကတထောင်နံများကိုကြည့်ပြီးဆီယမာကြီးအံ့အားသင့်နေ၏။ဒိုဒိုများကအချီ၅000ငါဆက်သွားတာလေဆီယမာကြီးရဲ့ကျမစကားမဆုံးခင်မှာပင်ဆီယမာကြီးသည်ပစံတထောင်နံများကိုကောက်ယူပြီးရှုတ်ခနဲနမ်းလိုက်သည်ဒီလိုအချီလာဆမ်းမမသိလို့အချီလာဆမ်းမန်းသာသိရင်မိုင်းလူဖြောတိုက်ပါလေ ဒီချိန်မှာတော့ကျမလည်းဟမ်ဆောင်နိုင်တော့ပြီကိုရင်းလေးကိုအတန်းထွက်ပြီးရဲလိုက်မိသည်ဟဲ့နေမငါပြောတဲ့စကားထဲမှာရေးစရာ ပါလို့လားမင်းကအယူလားတယောက်ထဲရင်နေရအောင်ဆီယမကြီးကကျမကိုအပြစ်တင်စကားဆိုသည်လူခေါ်ခေါင်းလောင်းတန်ကြားသည်နှင့်ဂျက်ကီလည်းတကားပေါက်ကိုအမြန်ပြေးသွားသည်ဒီချိန်တွင်လဲကိုရော်ချောလေးကတစ်ချက်ကလေးမှမဟောင်းတော့ပဲအမိကိုသာရမ်းခါနေသည် ဆီယမာကြီးကပခုံးထက်ကဇာဘွားကို ပြန်ပြင်ခြုံလိုက်ပြီးအသင့်အနေထားဖြစ်အောင်ပြင်ဆင်လိုက်ပြန်သည်ဆီယမာကြီးကတကားပေါက်ကိုသာအာယုံဆိုင်ကြည့်နေသည်ကိုကျမသတိပြုလိုက်မိသည်ထို့ပြင်ဆီယမာကြီးကထိုင်ရမလို့ထားရမလို့နှင့်ခြေမငိမ်ဖြစ်နေရှာသည်ကျမလည်းအမြန်ပြေးပြီးတကားကိုဖွင့်ပေးလိုက်သည်တကားပေါက်မှာအထုပ်ကိုစီဆွဲလာသောအမျိုးသမီးနှစ်ယောက်ကို မြင်လိုက်ရမှဆီယမာကြီးမျက်နှာသည်စိတ်ချလက်ချပြုံးနိုင်တော်သည် ဆ ्याम ာကြီးအောင်နိုင်သူကဲ့သို့ပြုံးလိုက်သည့်အပြုံးမျိုးကို ကျမတီးလိုက်ပါပြီ။ဆ ्याम ာကြီးမျက်နှာထက်မှာချင်းသေးတွေဆင်းတွေမြူးထူးပျော်ပါနေကြ၏။ရွှေမြူတီရုပ်စုံမဂ္ဂဇင်း2016မတ်လနောက်ဆက်ပြီးကဲ့သို့အားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။